အားလုံးပဲမင်္ဂလာပါအဲဒီမှာပေါ့နော်ဒီဒီကောင်ကတော့ဒီ twin time လို့လည်းခေါ်တယ် jewel time လို့လည်းခေါ်တယ်ပေါ့နော်အင်းတော့ဒီကောင်ကတော့ဒီဒါဖုံးဖွင့်လိုက်နော်ဆိုဒီမှာကသူက brand က CKC ပေါ့နော် CKC ပြီးတော့သူ့ရဲ့ model က DH48S-H ပေါ့နော် H5CN ပေါ့နော်သူက twin time လို့ခေါ်တယ်ပေါ့နော်အဲ သူ့ရဲ့သဘောတရားကဒီဒီမှာပေါ့နော်ဒီ on the lay ထိုင်မှာ ਨੇ သဘောတရားတူတယ်ဒါပေမဲ့လုံးဝရီမတူဘူးပေါ့နော်ဆိုတော့ဒီကောင်က twin ထိုင်မှာ dual ထိုင်မှာဖြစ်တဲ့အတွက်ကြောင့်သူကအထဲမှာပါလဲဆိုတော့ထိုင်မှာနှစ်ခုပါတယ်ပေါ့ဒီမှာနော်ဒီက t1 t1 ဆိုရင်ဒီကောင်နှလုံးပေါ့နော်ဒီကနှလုံးပေါ့သူဒီလိုပေါ့ဒါက t1 ပေါ့ဒါကဒါက t2 ပေါ့နော် ဒီမှာ D2 D2 ဆိုရင် digit နှလုံးကဏ္ဍနှလုံးရှိမယ် D1 ကဏ္ဍနှလုံးရှိမယ်ပြီးရင်ဒီနားမှာအဲ setting တွေရှိတယ်ပေါ့ဒီမှာဆိုရင် D1 D1 မှာဆိုရင်ဒီမှာတွေ့မှာပေါ့နော်အဲဒီမှာဆိုရင်အဲ plus ဒီမှာဆို minus ပေါ့နော်ပြီးရင်ဒီ T2 3က D1 ဖြစ်တယ်ပြီးရင်၄၅၆ကဒီ2ဖြစ်တယ် setting ချိန်တာပေါ့เนาะ setting ချိန်တာဆိုတော့ဒီကောင်ကဘယ်အနေနဲ့ဘယ်ထိချိန်လို့ရလဲဆိုတော့ဥမာဒီကောင်ဆိုရင်0.01 second ဖြစ်တယ်ပေါ့ ဆိုတော့0.01 second ဖြစ်တဲ့အတွက်ဆိုရင်ခုချိန်ထား0.01ဆိုတော့ဒီကောင်ကခုက05ကိုချိန်ထားရင်မဖြစ်မလဲ0.05 second ဖြစ်တယ်ပေါ့အဲ့ဆိုရင်ဒီကောင်ကို short လိုက်မယ်ပေါ့အဲဒီကောင်က plus ဆိုရင်တိုးတာပေါ့ out ဆိုရင်เนาะ6ဖြစ်တယ်ခွန်ပေါ့เนาะတိုးလိုက်ရင်ဒီကောင်မဖြစ်သွားမလဲ0.07ဖြစ်သွားမယ်ပေါ့เนาะအဲအဲ့လိုမျိုးနဲ့တွားတာပြီးရင်ဒီကောင်ကို0.01ကိုပေါင်းလိုက်မယ် plus plus ကိုနှိပ်လိုက်မယ် minus ကို2ရင်ကိုတိုင်းပြန်ရောက်တယ်ပေါ့နော် plus ကို2လိုက်မယ်ပေါ့နော် plus ကို2လိုက်ရင် second ဖြစ်သွား second ဆိုရင်ဒီကောင်မှာဖြစ်မလဲ9 second ဖြစ်သွားတယ်ပေါ့နော်ဒီ t ယူလိုက်ပေါ့9 second ပေါ့အဲ့ဒါက t1 ပေါ့နော်9 second ပြီးရင်ဒီကောင်ကိုထပ်နှိပ်လိုက်မယ်9 second second ပြီးရင်0.01 minute ဖြစ်သွားပြီပေါ့နော် minute ဖြစ်သွားတယ်ပြီးရင် minute ဖြစ်သွားတယ်ဆိုရင်ဒါကောင်9 minute ချိန်ထားတယ်ပေါ့နော်ပြီးရင်ဒီကောင်က0.01 hour ဖြစ်တယ်ဆို ြီးရင်ဒီကောင်က second ဖြစ်တယ် second ဆို9 second ဖြစ်မယ်ဒီကောင်ကလည်း hour ပေါ့နော် hour ဖြစ်တယ်ဒီကောင်က minute ပေါ့ hour ဖြစ်တယ် second ပေါ့အဆိုပုံမှန်အဖြစ်တော့ second နဲ့ပဲထားမယ်ပေါ့9 second ပဲချိန်ထားရင်ဒီဘက်ကိုရွှေ့လိုက်ပေါ့အဆိုရင်တက်9 second ပေါ့အဲဆိုရင် timer 1ကို timer timer 1ကိုဘယ်နှ second ချိန်ထားရလဲ9 second ချိန်ထားတယ်နော်ဒီဘက်လည်းအတူတူပဲเนาะဒီကောင်ကအောက်က plus အပေါ်က minus ဆိုတော့ဒီကောင်ကစားချင်းရတယ်ပေါ့ နော်ဒီလိုပဲကစားသွားရတယ်ဒါပေမဲ့ဒါကို second မှာပဲထားမယ်နော်ဆိုရင်ဒီက timer 1 timer 1ကလည်း5 second ဖြစ်တယ်ဒီက timer 2ကလည်း5 second ချိန်ထားတယ်ပေါ့ဆိုတော့သူ့ရဲ့ဒီ time setting ပေါ့နော် time setting ကအနည်းဆုံးက0.01 second ကနေမှာအဲ99နာရီထိချိန်လို့ရတယ်မနက်9 hour ထိချိန်လို့ရတယ်ပေါ့ဆိုတော့အကြာကြီးဟိုပေါ့ ထားလို့ရတယ်ဗော setting ကိုเนาะဒီရိုးရိုးထိုင်မာတွေကြတော့အလောက်မရဘူးဗောเนาะဆိုတော့69နာရီအထိရတယ်ဆိုတော့သူကဒီကောင်တွေကြတော့ဘယ်ဟာကိုအသုံးဘယ်လိုမျိုးမှတုံးလို့ရတယ်ဥမာညအချိန်မှာဆိုရင် aircon ပေါ့ aircon ကိုကိုကအဲ3နာရီမောင်းချင်တယ်3နာရီမောင်းမယ်3နာရီရက်မယ်ဗော aircon တညလုံးမမောင်းချင်အောင်ဗောเนาะ3နာရီမောင်းမယ်အဲ၃နိုင်ရက်မယ်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးမှလည်းတုံးနေပေါ့နောက်ပြီးတော့အဲ မော်တာနှလုံးပေါ့မော်တာနှလုံးကိုလဲမယ်ပေါ့မော်တာနှလုံးလဲမယ်ဒါပေမဲ့ तू ကတပြိုင်တည်းမလဲချင်ဘူးတလှည့်စီလဲမယ်ပေါ့မော်တာနှလုံးကို၃နိုင်လဲမယ်နောက်အဲ၃၃နိုင်လဲမယ်နောက်မော်တာနှလုံးကို၃နိုင်လဲမယ်ပြီးရင်နောက်ထပ်အေးအစနေပဲနမောက် M1 မော်တာပဲ၃နိုင်ထပ်လဲမယ် M2 မော်တာ၃နိုင်လဲမယ်အဲ့လိုတလှည့်စီအလိုလဲတဲ့ချိန်ကြရင်တုံးနေပေါ့ဒါပေမဲ့မော်တာတွေကြကြရင်တုံးမယ်ဆိုရင်မလုပ်ရမလဲဆိုတော့ဒီ magnetic connector တွေနဲ့တွဲတုံးရမယ်ပေါ့ နော်ဆိုရိုးရိုးမီးမီးလုံးလို့ပိုင်းညာတော့အဲ့လောက်ကြတော့ဒီကောင်ကရတယ်ပေါ့ MPR အဲ့လောက်မရှိဘူးပေါ့နောက်ပြီးရင်ဒီကောင်ကဒီ panel mount mount ဖြစ်တယ်ပေါ့နော် panel mount ဆိုတော့ဒီကောင်က panel ကိုဟပ်ပြီးမှဒီကောင်လေးကိုဆွတ်ထည့်ရတယ်ပေါ့ပြီးရင်ဒီကောင်နဲ့ lock လုပ်တာပေါ့နော် panel mount နောက်ပြီးတော့ဒီကောင်ကဝယ်ကလေးကသူက base ကပါပြီးတာပေါ့နော် base ကလည်းသူကရိုးရိုးထိုင်မာတွေနဲ့ဘောတရားအတူတူပဲဒီကောင်ပဲ နော်ဒီကောင်ပဲ1 2 3 4 5 6 7 8ပဲအဲ့တိုင်းပဲပေါ့နော်အဲ့ဆိုဒီဟာကို name plate ကိုကြည့်အောင်ပေါ့ name plate ဆိုရင်ဒီကောင်က D8 48S test 1ပေါ့နော်ဒီကောင်ကတိုင်းမှာပေါ့နော်ပြီးရင်ဒီကောင်ကဘာလဲဆိုတော့ဒီမှာတွေ့တယ်နော်2ရယ်7ရယ်ပေါ့အဲ့ဒါ source ပါတယ်ပေါ့သူကတော့ဒီကောင်ကတော့ AC ဖြစ်တယ်အပေါ်က DC ပေါ့ အပေါ်ကတော့ DC sign ကိုပြတယ်။သူ AC ရော DC sign ကိုတခါတည်းပြထားတာပေါ့။ဒါပေမဲ့သူ့ရဲ့ source code ဒီမှာအောက်မှာရေးတာအနီဆက်ပြထားရဲဆိုပါပြင်မလဲ။ AC 120ပေးရမယ်ပေါ့။ဆိုရင်ဒီကောင်ကတော့ AC AC ဆိုတော့သူကဒီဖက်ကိုအဲ7ကိုဟိုဟာ face ယူလိုက်မယ်ပေါ့နော်။အမှားတော့ကြိုက်ကြက်တလူယူလို့ရမယ်နော်။7ကို face ယူလိုက်မယ်ဒီကောင်က neutral ယူလိုက်မယ်ပေါ့နော်။ AC 120ဆို source ကအများကြီးဖြစ်နိုင်တယ်ပေါ့နော်။အခုဒီကောင်က AC 130ဖြစ်တယ်။ပြီးရင် contact က 5mp ဖြစ်တယ်250ဘု AC ဖြစ်တယ်ပေါ့နော်အဲဒါဒီ contact တွေဒီ time by contact ခံနိုင်တဲ့ mp 5mp ပဲရှိတယ် resistive load ရှိတယ်ပေါ့နော် resistive load မှာပဲတုံးလို့ရတယ်ပေါ့နော်ပြီးရင်ဒီကောင်က time ကဒီကောင်က27က coin ဖြစ်တယ်ပေါ့နော်ပြီးရင်ဒီကောင်က8တွေ့လား8ကနေဒီဟိုပါလဲ5နော်ပြီးရင်85ရဲ့86က time delay contact တွေပေါ့နော်85ဒီ T1 85က T1 က အဲထားပါတော့ငါးစကန့်လဲမယ်ပြီးတော့ဘာဖြစ်မလဲ D1 ဒီ open ဖြစ်မယ်ပြီးရင် fight က open ဖြစ်မယ်ပြီးရင် sick က close ဖြစ်မယ်အချိန်ကြာရင်ဘာဖြစ်မလဲ A6 ဒီ D2 ဖြစ်သွားတာเนาะဆိုတော့ဒီ A5 က D1 ဖြစ်တယ် A6 က D2 ဖြစ်တယ်ပေါ့ဆိုတော့ဒီကောင်ကတစ်လှည့်စီအလုပ်လုပ်တာနောက်တစ်ခုကဒီမာကတော့1ပေါ့เนาะ1ဒီမာဆိုရင်ဘာလဲဆိုတော့ဒီမာက1ရယ်ဒီမာဘာလဲ3ရယ်အဲ့ဒါ reset reset ဆိုတဲ့ဟာတော့ဒီ reset ဆိုတဲ့ဟာကြတော့ဘာလို့ဘယ်လိုလုပ်လို့ရဆိုတော့ဒီဒီ push button တွေပေါ့နော်ဒီ clock တွေနဲ့ no push button တွေနဲ့အဲတုံးလို့ရတယ်ပေါ့နော်။ तू က reset ဆိုတဲ့တဘောမှာတုံးနေတဲ့အချိန်မှာ reset ကိုနှိပ်လိုက်ရင် तू ကငကူအစအနေပြန်ဆသွားတာပေါ့နော်။ can cancel လုပ်တဲ့တဘောမျိုးပေါ့နော်။အဲ reset ဖြစ်တယ်။ပြီးရင်ဒီကောင်ကတော့ gate ပေါ့။ gate ဆိုတာကကြတော့ဘာဖြစ်လဲဆိုတော့ pulse ပေါ့နော်။ခဏရက်တာပေါ့။ဒီကောင်ကိုနှိပ်လိုက်မယ်။ဥမာ1ကနေ4ပေါ့နော်။ 1ကနေလာမယ်ပြီးရင်4ဆိုတော့ဒီကောင်ကိုနှိပ်လိုက်ရင်ခဏရက်သွားတာပေါ့ဒီဒီ time အချိန်မှတ်တဲ့ဟာပေါ့နော် time မှတ်ထားတဲ့ဟာကိုခဏရက်သွားတယ်ပေါ့နော်အဲဆိုရင်ဒီကောင်ကတော့သဘောပေါက်မယ်ဆိုတော့အဲ wiring messaging drawing လေးလာရအောင်နော်ဟုတ်ဆိုတော့ဒီကောင်ကတော့ timer base ပေါ့နော် timer base ကဒီမှာက1 2 3 4 5 6 7 8ပေါ့နော်7 8ဖြစ်တယ်ဆိုတော့အဲ ဒီ drawing ကိုလေ့လာမယ်ဆိုရင်ဒီ line ကနေမှ7ကိုသွားမယ်ပြီးရင် neutral ကနေမှ2ကိုသွားတယ်ပေါ့နော်ဆိုတော့ဒီကောင်ကဒီကောင်က2ဖြစ်တယ်ဒီကောင်က7ဆိုတော့ဒီ7ကို face လာမယ်2ကိုအဲ neutral လာမယ်ပေါ့နော်ပြီးမှဒီကောင်ကနေထပ်ပူးပြီးမှ8ကိုသွားတယ်ပေါ့နော်8ကိုဆိုတော့ဒီကိုလာတယ်ပေါ့နော်8ကိုလာတယ်ပြီးရင်ဒီကောင်က5ပေါ့နော်ဆိုမှ1 2 3 4ဆို5ပေါ့5ကနေဘယ်ကိုသွားတာလဲအဖြူရောင်မီလို့ဝင်သွားမယ်ပေါ့ဒီမှာနော် မီလုံးနှလုံးရှိတယ်ပေါ့နော်အဖြူမီလုံးရယ်အလိမ်မော်ရောင်မီလုံးဝင်ပေါ့နော်ဆိုတော့ဒီ5ကနေမှ fit joe ကအလိမ်မော်အဖြူရောင်မီလုံးသွားမယ်ပြီးရင်ဒီ6ကနေမှဒီကမီလုံးဝင်သွားမယ်ပေါ့အဲဆိုတော့ဒီကောင်ကဘလို့အလုပ်လုပ်လဲဆိုတော့ timer ကို power ရောက်တာနဲ့5စက္ကန့်စီချိန်ထားတဲ့အခါကျတော့ဒီကောင်က5စက္ကန့်ကအဖြူရောင်မီလုံး5စက္ကန့်လင်းမယ်5စက္ကန့်ပြည့်ရတယ်နောက်တစ်ခေါက်အဲလိမ်မော်ရောင်မီလုံးက5စက္ကန့်ထပ်လင်းမယ် အဲ့ချိန်မှဒီကောင်မလင်းဘူးမို့အဲ့ဒါပြီးရင်၅စက္ကန့်ပြည့်ပြီဆိုတာတခါတစ်လှည့်စီပြန်ဖြစ်တာဒီဘက်အစအနေပြန်ရောက်တယ်ပြီးရင်ဒီကောင်လုံးမယ်ဒါမယ်ပဲပြန်လုံးမယ်မို့အဲ့လိုမျိုးနဲ့သွားတယ်ပေါ့နော်ပြီးရင်ဒီကောင်ကတော့ reset ပေါ့နော် reset ကတော့ခုနပြောတဲ့အတိုင်းဒီ normally open နှစ်ခုနဲ့တုံးမယ်ပေါ့နော်ဒီကောင်က gate ဒီကောင်က reset ပေါ့ reset ကိုနှိပ်ရင်အစအနေပြန်ရောက်မယ် gate ဆိုရင်ဒီကောင်နှိပ်ရင်အချိန်မှတ်တာကခဏ pause ရက်သွားမယ်ပေါ့နော်အစင်းအဲ့ဒါကို wiring ဆင်ရအောင်နော် ဆိုတော့ neutral ကိုအရင်ကြည့်မယ်နော် neutral ကြည့်မယ်ဆိုရင် neutral ကဒီဟာဒီကောင်ရဲ့ဒီ2ကိုဝင်လာတယ်ပေါ့နော် timer base ရဲ့2လာတယ်ပြီးရင်ဒီကောင်ကဒီဟာလိမ့်မော်ရောင်သွားတယ်အဖြူရောင်သွားတယ်ဆိုတော့ neutral ကပြီးသွားရင်နော် while center ပြီးသွားရင်ပြီးရင်ဒီကောင်ကအဝါရောင်က face ပေါ့ face ကဘယ်ဟိုလာတယ်လဲဆိုတော့ဒီကောင်က7ပေါ့7ဟိုလာတယ်ပြီးရင်7နဲ့8ကိုထပ်ပြီးမှပူထားသေးတယ်ပေါ့နော် live face ကျိုးထပ်ယူတယ်ပေါ့နော် အထက်ယူတယ်ပြီးရင်ဒီကောင်ကပါလဲ5ပေါ့ဒီကောင်က5 5ကနေမှအဖြူအောင်မီလုံးသွားတယ်ဒီကောင်ကနေပါဖြစ်လဲဒီ6ပေါ့6ကနေမှဒီလိမ္မော်ရောင်မီလုံးသွားတယ်ပေါ့နော်အဲဆိုရင် drawing ကိုတစ်ချက်ကြည့်လိုက်ပေါ့နော် neutral ကိုကြည့်လိုက်ပေါ့နော်1 2 3ပေါ့မီလုံးနှလုံးရယ်ထိုင်းမှာတစ်ခုရယ်သွားပြီးသွားတယ်ဒါဆို neutral ပြီးသွားပြီး line ကလည်းဒါဒီ timer ရဲ့7 on လာတယ်ပြီးရင်7နဲ့8နဲ့ပူးလိုက်တယ်ပေါ့ဒါလည်းပြီးသွားပြီပြီးရင်5ကနေမှ အဖြူရောင်မီးလုံးသွားတယ်ပြီးရင်စစ်ကနေမှအဲလိမ္မော်ရောင်မီးလုံးသွားတယ်ပေါ့နော်အပြင်ဒီကောင်ကတော့အဲဒီကောင်ကတော့ဒီ gate နဲ့ reset button ပေါ့အဲဆိုရင်1ကနေမှကွန်မွန်းထွက်လာတယ်ပြီးရင်နှစ်ကြိုးပေါ့နှစ်ကြိုးက endo နှလုံးကိုတစ်ခုစီသွားတယ်ပြီးရင် gate က၄ကိုဝင်တယ်အဲ reset က3ကိုဝင်တယ်ပေါ့နော်အဲဆိုရင်အဲ့ဒါကိုဆင်ရအောင်နော် โอเคဒါဆိုတော့ပြီးသွားပြီเนาะဆိုရင်ဒီကောင်က1ကနေလာမယ်ဒီက1ပေါ့ဒီကဒီကောင်က1 1နေလာရင်မှဒီ end နှစ်ခုကိုသွားတယ်ပေါ့နှစ်ခုသွားတယ်ပြီးရင်ဒီကောင်ကနေမှ number 3ကိုသွားတယ်ဒီကောင်ကနေမှ4ကိုသွားတယ်ပေါ့เนาะ4ကိုသွားတယ်ဆိုတော့ဒီမှာလည်းပါပြီဒါ3ကိုသွားတဲ့ကောင်ကဘာဖြစ်မလဲ reset ဖြစ်တယ်ပေါ့အဲဆိုရင်ဒီကောင်က reset ခလို့ဖြစ်တယ်ဒီကောင်ကအဲ gate ခလို့ဖြစ်တယ်ပေါ့เนาะအဲဆိုရင်အဲ့ဒါပြီးပြီဆိုရင်ဒီကောင်ကို အထိုင်မှနဲ့ပါဝါထည့်ပြီးမှစမ်းကြည့်အောင်နော်โอเคဆိုတော့ပါဝါထည့်ပြီးမှစမ်းမယ်ပေါ့နော်โอเคပါဝါထည့်လိုက်တာနဲ့အချိန်စမှတ်တယ်ပေါ့နော်ဒီကောင်5စက္ကန့်5စက္ကန့် T1 5စက္ကန့်လဲတယ်ပြီးရင်ဒီကောင်က D2 ဒီကောင် D2 ကိုမှနော်ပြီးရင် D2 5စက္ကန့်ပြီးရင် T1 5စက္ကန့်ထပ်လဲတယ်ပေါ့နော်ဟမ်ထပ်လဲတယ်အဲပြီးတော့1 2 3 4 5 5စက္ကန့်ပြီးပြီး D1 လဲတယ် အဲ့ဒီချိန်မှာကိုကဒီကောင်က reset button ပေါ့ reset ကိုနှိပ်လိုက်ရင် cancel ဖြစ်သွားတယ်အစအနေပြန်စတယ်ပေါ့ဒါပေမဲ့သူကဘာလဲဆိုတော့ reset ကို reset ကိုနှိပ်လိုက်ရင်ဒီအချိန်ကိုပဲ cancel လုပ်တာဒီမီးလုံးကိုတော့သူကမမှိတ်သွားဘူးပေါ့နော်အဲ့ဒီတကူပေါ့နော်အစအစအနေပြန်စတယ်ပေါ့နော်အစအနေပြန်စတယ်ပြီးရင်ဒီကောင် T1 ပြီး timer တူးလဲတယ်အဲ့ဒီချိန်မှာကိုကဒီ pulse clock ကိုနှိပ်လိုက်ရင် pulse နှိပ်လိုက်ရင် timer မှတ်တာရက်သွားတယ်ဒါပေမဲ့မီးလုံးကမရက်ဘူးနော် ူကဒီ cloud တွေကပါလဲဆိုတော့ဒီအချိန်ကိုပဲသူက control လုပ်ထားတာဒီဒီ output တွေကိုပေါ့ control မလုပ်ထားဘူးပေါ့နော်ဟိုမှာပန်ကမော်တာဆိုရင်လည်းတောက်လျှောက်လဲနေမှာပေါ့ဒါပေမဲ့ तू မှတ်တဲ့အချိန်ကိုတော့ तू ကရက်လိုက်တာပေါ့နော်ဆိုတော့အဲ့လိုနဲ့အဲ့လိုလုပ်လာဖြစ်ပါတယ်ပေါ့နော်ဒီလောက်ဆိုရင်နားလည်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်